်မင်္ဂလာပါရှင်2025ခုနှစ်ဒီဇင်ဘာလတရနေ့အတွက်မိုးလင်ဝသနဲ့ဇလားပေတာသတင်းများကို နေပြည်တော်မိုးလင်ဝသနဲ့ဇလားပေတာညွှန်ကြားမှုစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့ညာဘူးချင်းခြေနေများမှာရှမ်းပြည်နယ်ရှေးပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာဒီဇင်ဘာလရဲ့ပုံမှန်မူချိန်အောင်5ဒီဂရီဆက်စီယံစကိုင်းတိုင်းဒေသကြီးချက်ပိုင်းမကွေးတိုင်းဒေသကြီး န္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာဒီဇင်ဘာလရဲ့ပုံမှန်မူချိန်အောင်3ဒီဂရီဆက်စီယပ်မှ4ဒီဂရီဆက်စီယပ်အထိနဲ့ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ချင်းပြည်နယ်မြောက်ပိုင်းတို့မှာဒီဇင်ဘာလရဲ့ပုံမှန်မူချိန်အောင်1ဒီဂရီဆက်စီယပ်ရွေးနေခဲ့ပြီး ကချင်ပြည်နယ်မှာဒီဇင်ဘာလရဲ့ပုံမှန်ပူချိန်ထက်2ဒီဂရီဆက်စီယပ်ပိုခဲ့က ရခိုင်ပြည်နယ်မှာဒီဇင်ဘာလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်။မြို့လိုက်ထူးခြားတဲ့ညပူချိန်အခြေအနေများမှာဟာခမြို့မှာ1ဒသမ8ဒီဂရီဆက်စီယပ်ရိုင်းလင်းမြို့မှာ2ဒသမ9ဒီဂရီဆက်စီယပ်ပင်လောင်းမြို့မှာ3ဒီဂရီဆက်စီယပ်ရှမ်းပြည်နယ်တောင်ပိုင်းနန်းစံမြို့မှာ4ဒီဂရီဆက်စီယပ် ဟဲဟိုမြို့မှာ၄ဒသမ5ဒီဂရီဆက်စီယက်တီးတိမ်မြို့မှာ5ဒသမ5ဒီဂရီဆက်စီယက်ပြိုးလွင်မြို့မှာ6ဒသမ4ဒီဂရီဆက်စီယက်မိုင်းရမ်းမြို့မှာ6ဒသမ5ဒီဂရီဆက်စီယက်လားရှိုးမြို့မှာ9ဒသမ8ဒီဂရီဆက်စီယက်ကျိုင်းထုံမြို့မှာ9ဒသမ3ဒီဂရီဆက်စီယက်တို့ဖြစ်ကြပါတယ်အားကောင်းသောမုန်တိုင်းငယ်တဲ့ရင်အားကောင်းသောမုန်တိုင်းငယ်အခြေအနေ ဒီကနေ့မြန်မာစံတော်ချိန်ဆယ်နာရီခွဲချိန်တိုင်းထွာခြင်းများအရဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်နောက်လယ်ပိုင်းအိန္ဒိယနိုင်ငံတမိနာဒူမြောက်ပိုင်းဥရီချယ်ရီကမ်းခြေနဲ့အင်တာဝရာတီတောင်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းသောမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်နောက်တောင်ဘက်ရေမိုင်950မိုင်ခန့်အိန္ဒိယနိုင်ငံပူဒူချယ်ရီမြို့ရဲ့အရှေ့မြောက်ဘက် ရေမိုင်း85မိုင်ခန့်နဲ့ချင်းနိုင်မြို့ရဲ့ရှေးတောင်ဘက်ရေမိုင်း20မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အားကောင်းသောမုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေလျားမဲ့အခြေအနေမရှိပါသဖြင့်အဝါရောင်အဆင့်ဟုသတ်မှတ်ပါတယ်။အားကောင်းသောမုန်တိုင်းငယ်ရဲ့တီနီယာဗဟိုချက်လီဖီအားနဲ့လေးတိုင်နှုန်းအဆိုပါအားကောင်းသောမုန်တိုင်းငယ်ဟာမြန်မာစံတော်ချိန်စင်နိုင်ခွဲအချိန်မှာမြောက်လက်တီကျ12.9ဒီဂရီနဲ့ အရှေ့လောင်ကြီးကျူး80.6ဒီဂရီမှာရှိပြီးဘုံဟိုချက်လေးပြီးအား1000ဟက်ထိုပါစကယ်နဲ့အမြင့်ဆုံးလေတိုက်နှုန်းမှာတနအီကိုမိုင်40နှုန်းခန့်ဖြစ်ပါတယ်။နောက်7နှစ်အတွင်းခံပန်းချက်အဆိုပါအကောင်သောမုန်တိုင်းငယ်ဟာအိန္ဒိယနိုင်ငံတမိနာဒုမြောက်ပိုင်းပူရီချယ်ရီကမ်းခြေနဲ့အင်ဒါဘရာတီတောင်ပိုင်းကမ်းခြေတို့နဲ့အပြိုင်မြောက်ဘက်သို့ဖြင်းညစွာဆက်လက်ရွေ့လျားနိုင်ပြီးနောက်7နှစ်အတွင်း မုံတိုင်းငယ်အဖြစ်အာရော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။သတိပေးနိုးစော်ချက်အဆိုပါအကောင်းသောမုံတိုင်းငယ်ရဲ့အရှင်ကြောင့်မြမပင်လယ်ပြင်မှာလှိုင်းစင်တင်ရှိပါမယ်။လှိုင်းမြင့်မှာမြမကံဝင်တဲ့ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှာခုနှစ်ပေခန့်ရှိနိုင်ပါတယ်။အကြံပြုချက်ဒုဖြစ်ပါ၍အကောင်းသောမုံတိုင်းငယ်ရဲ့အရှင်ကြောင့်ပြည်တွင်းလေကြောင်းပြန်တမ်းရင်မြမကံဝင်တဲ့ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကန်ဒီကန်ဝင်းငါဖန်းရင်များတင်မောများအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါယံအတီဘီနိုဇောအပ်ပါတယ်ဒီနေ့နေ့လဲတနိုင်ခွဲချိန်မူလီဝတာဂျိုရူမာဖန်းရရှိတဲ့ပုံအရာကပ်လီဘီလဲပြမှာတင်ကင်းစင်တော်ရှိနေပြီးဘင်္ဂလားဘီလဲရောအနောက်လဲပိုင်းမှာ တိမ်ထူထက်နေကကျန်ဘင်္ဂလားဘီလဲရောမှာတိမ်နေငယ်မှာတိမ်တင်းတင်းဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံအမြောက်ပိုင်းဒေသများမှာတိမ်တတဲဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုက်ထွာချက်များအရတောင်တရုတ်ပြည်နယ်ပြည်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းကိုတိုးဟာအပူပိုင်းမုန်တိုင်းငယ်ဖြစ်သောအာရော့သွားခဲ့ပြီး BNN နိုင်ငံနာထွန်မျိုးရဲ့အရှိမြောက်ဖက်ရေမိုင်း230မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗိုလ်ပြူနေပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းငယ်ဟာ3ရက်7လ2025ရက်နေ့မှာ ် BNN နိုင်ငံအရှိတ်ကန်ယူနယ်ဒေတာများသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မြေပြင်မလို့သားအချင်းဒီပြပုံရတရုတ်ပြည်မှာကြီးပေါ်မှာတွေ့တန်းထူးစစ်လာတဲ့ရေဖျားများပုံတန်းဟာမြန်မာနိုင်ငံအရှိတ်ပိုင်းဒေတာတွေကိုတိုးဝင်နေပါတယ်။မြန်မာပင်လယ်ပြင်မှာလိုင်းတင်းတင်းရှိပါမယ်။လိုင်းမြန်မာမြမကံရတဲ့တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ၅ဘီမှ9ဘီကန်ရှိနိုင်ပါတယ်။မနေ့ဖြန်မနေ့အထိခံမှန်းချက်များအနည်းငယ်ကတော့ ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးထပိုင်းတို့မှာနေရောက်ကကြမိုးနှင်းငယ်ရွာနိုင်ပါတယ်။ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာတိမ်တင်းတင်းဖြစ်ထွန်းပြီးရခိုင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်း၊အရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာ အများအားဖြင့်သာယာပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်내များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခံမှန်းချက်များကိုတင်ပြပါမယ်ရှင် thank you ဒီတော့အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာအများအပြားတာယာပါမယ်အနေဆုံးပူချိန်မှာ 17ဒီဂရီဆက်စီယပ်54ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ29ဒီဂရီဆက်စီယပ်84ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဤတစ်ဝက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသခြေနေခန့်မှန်းကြမှာလဲ။အများအပြင်တာယာပါမယ်။အနည်းဆုံးဘူးချိန်မှာ16ဒီဂရီဆက်စီယပ်68ဒီဂရီ ဖာရင်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ30ဒီဂရီဆက်စီယပ်86ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်ဤတော်ရအတွက်မနှက်ဖြတ်မနှက်အထိမိုးလင်ဝသအခြေအနေခံမှန်းကြမှာလဲအများအပြားသာရပါမယ်အနေဆုံးဦးချိန်မှာ14ဒီဂရီဆက်စီယက်58ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ29ဒီဂရီဆက်စီယက်84ဒီဂရီ ဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးချက်ပိုင်း၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနေပါမယ်။